နနာ25ခုနှစ်အော်တိုဘာလ17ရက်ဒီနေ့တနင်္လာနေ့အတွက်ခုနှစ်သားသမီးအလုံးတွေရဲ့ numerology ကဏ္ဍပင်ရကတော့မမျော်လင့်တဲ့ရန်တိုက်ခိုက်တဲ့ပေါ်တဲ့နေ့ပါပဲလူရင်းမိတ်ဆွေရင်းကိုယ်ပေါ်မှာတိုက်ခိုက်တတ်တဲ့အထင်မြင်လွဲမှားမှုဖြစ်တတ်တယ်ကိုယ့်ရဲ့မထင်မှတ်ထားတဲ့ရန်တွေပေါ်လာတာမျိုးဆွဆွဲတာမျိုးကြုံတွေ့တတ်တယ်ဒီလိုနေ့မှာအဆသာရရအပြောမအဆူမအနေမထိုင်မှဖြစ်တတ်တာကိုဂရုစိုက်သင့်ပါတယ် ဒါကြောင့်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မှန်တကားနေကြည်တယ်မှန်နေတယ်လီဖုန်းမှန်ပြင်နေကွန်ပျူတာမှန်ပြင်နေကိုဒီလိုနေ့မှတန်းရှင်းရင်လုပ်လိုက်ပါထို့တူဒီနေ့မှအယောင်းဝယ်ကိစ္စမျိုးတွေအလုဆဖို့ချင်းဆိုတဲ့ကိစ္စတွေလွှဲချော်တတ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ခொနည်းသားမီးအားလုံးဒီနေ့ကံကောင်းဖို့လို့အတွက်ဆိုရင်တော့မနဲ့စောစောမျက်နှာတက်တဲ့အခါမှာမျက်နှာတက်မဲ့ရည်တဲ့ကိုနှင်းစီပန်းအနီရောင်လေးတပွင့်ထည့်ပြီးမျက်နှာတင်လိုက်ခြင်းအပြင် အစိုးညံ့တွေကိုကြော်လွှားပြီးတနေ့တာလုံးကောင်းတဲ့မျက်နှာပန်းပွင့်ခြင်းနဲ့ကြုံရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတော့ကတော့တတ္တဝါတွေဖြစ်တဲ့ရေတတ္တဝါတွေဖြစ်တဲ့ငါတို့လက်တို့ကိုဒီနေ့အစာဒါနပြုရင်ဆူတောင်းခြင်းအပြင်အောင်မြင်ပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စဉ်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေတော့ကတော့မဟာဘုဘေရနိယတင်းနာနေဖွာပုတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ပုတိတို့သဘောမကျော်သောကျော်သောဘာကနှိုက်မြန်ဆိုတဲ့အတိုင်း ငယ်စဉ်မှာခက်ခဲတော်လဲကြီးတဲ့အခါထွန်းပေါအောင်မြင်ချမ်းသာနိုင်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေ့အလုံးတို့အတွက်ကုသိုလ်အထူးရည်ရာဖြစ်ကတော့တီလာရှင်ဆရာလေးတို့ကိုစံစီစားစေးလှူပွဲများလှူဒန်းပြီးဆုတောင်းခြင်းအပြင်တနစ်တာလုံးကံတရားရဲ့အထူးအထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးစုမှုကဏ္ဍကတော့၃ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့ ရေကမ်းပုံတစ်ပွဲငယ်တဲ့ကလေးတယောက်ကိုလက်ဆောင်ပေးခြင်းအပြင်ငွေကန်ကောင်းပါလိမ့်မယ်ခင်ဗျာဈေးကော်လက်ကော်ရရားစီရင်ဖြစ်ကတော့မိမိရဲ့စိုင်းရှိကိုမျက်နှာမူပြီးအေဟိလာဘအေဟိဒနအေဟိဒုက္ခံလို့ရွတ်ဆိုလိုက်တော့အပြင်တိတိသာသာ အပရိသတ်တွေစီကားပြီးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်ခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်အယောင်တက်သွားဖို့အတွက်ကလည်းပိယကြီး၁၇သုံးဆောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်တော့အပြင် ပစ္စည်းများအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတွေအခက်အခဲကလွတ်မြောက်ပါစေဆိုတဲ့ဆုတောင်းစကားနဲ့အတူတင်မော်ဒီအမဲ့ပေါ်မှာအမှုကြုံသူရဲ့အမိကိုရေးပြီးတီလာရှင်ဆရာလေးတစ်ပါးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဆေးကောင်းဝါးကောင်းဆရာကောင်းတမကောင်းတွေ့ဖို့အတွက်ဒီလိုနှမျိုးမှာကျမ်းမာရေးညံ့သူအတွက်ကိတ်မုတ်ကိုချက်ကြားရင်ဆန်းပြီး မြတ်စွာဘုရားရှင်ကိုလှူဒန်းပေး၍ဆူတောင်းလိုက်ပါခင်ဗျာအချီးမြတ်တားရဲ့အိမ်တော်ရဲ့ကိစ္စတွေကတော့အေးချမ်းတရားပျော်ရွှင်ရပါလိမ့်မယ်အချီးမြတ်တားရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့လို့တော့ကတော့ပန်းမွေလေးပွင့်နေတဲ့ပန်းမင်ကိုရင်သွင်းလောက်ပြီးအထူးဆူတောင်းလိုက်ပါခင်ဗျာ